မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာလိုယာ3ဂါထာတိုလေး3ပုဒ်ကိုမျှဝေတင်ဆက်ပေးလိုပါတယ်ပထမဦးဆုံးဂါထာကတော့ချစ်သူကိုခေါ်လင်လာသောပန်းမန်းဂါထာပဲဖြစ်ပါတယ်မိမိနှစ်သက်ရာပန်း3ပွင့်ကိုဒီဂါထာနဲ့ခုနှစ်အုပ်မှန်းပါအုံတိတ်ထန်တိတ်ထန်ထွားနမောအုံသူရတတိမေဒေဝီမေလျအိုနမတာဤအသွင်စိတ်ကထင်၍ယင်တွင်ပိုက်၍လိုက်စီတော့ဂါထာကိုအသုံးပြုပုံအညွန်းကတော့ ဒီလိုမှန်းပြီးတဲ့နောက်မှာအဲ့ဒီပန်းသုံးပွင့်ကိုဘုရားကိုတပွင့်နတ်ကိုတပွင့်တင်ပြီးရင်ကျန်တဲ့တပွင့်ကိုမိမိရဲ့ကိုယ်မှာစောင့်ထားရပါမယ်။လက်ညှိုးညွန်ပြီးမိမိအလိုရှိတဲ့သူကိုစိတ်ကတောင်းတလိုက်ရင်ကျိန်းသေးလာပါတယ်။လူရာကိုပြောရင်အောင်မြင်ပါတယ်။ပြီးရသိတဲ့အတွက်အထူးကောင်းလာပါတယ်။ဒါပေမဲ့တခုတော့သတိပြုပါ။သစ္စာရှိဖို့ကိုတော့သတိပြုပါ။နောက်တစ်ပုဒ်ကတော့မိစ္ဆာပေါင်တို့ကဒါပဲဖြစ်ပါတယ်။အုံရက်ခံတီလံရက်ခိရက်ခိတတ္တိနဒါတိယ တထာဂတိနဗုဒ္ဓံတမံမိရဇိနအာနုဘဝိနမိစ္ဆာဇီဝေ သွားဟုံဒီဂါထာနဲ့တပြေပန်းသို့မဟုတ်ရရပန်းနဲ့စီလိန်ရီမွေနတာတို့ကို38အုပ်မှန်ပြီးစောင်းမယ်ဆိုရင်ငွေဝင်ပါတယ်လူချစ်လူခင် ပေါ်များစေပါတယ်နောက်ဆုံးဂါထာတစ်ပုဒ်ကတော့ကြံတိုင်းအောင်ဂါထာပဲဖြစ်ပါတယ်ကြံတိုင်းအောင်ဂါထာဇီနာဗုဒ္ဓတိဋ္ဌံမဟာဇီတံတပ္ပပယလာဘံလာဘံ ောင်းနမိဗုဒ္ဓဇေယမင်္ဂလာတိရိပုံနံတိသဗုဒ္ဓင်စတမင်စတန်ခင်စအာရိနနမမဟံဒီကတာကိုနေ့စဉ်သက်စိတ်ပွားများမယ်ဆိုရင်အစွမ်းတက်ပါတယ်ကျန်စီတိုင်းအောင်မြင်ပါတယ်ပရိစိတ်ချင်းဖြစ်တော်လကောင်းဒီနေ့ကိုတထောင်ပွားများချင်းဖြစ်တော်လကောင်းပြုလုပ်မယ်ဆိုရင်အကျိုးပေးလင်မြန်စေပါတယ်မိတ်ဆွေများအတွက်လိုရာသုံးကာထာတူလီသောဘုတ်ကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်မိမိတို့ဉာဏ်ရှိသလိုအသုံးပြုပြီးရွတ်ဆိုနိုင်ပါတယ် ဒီဂါထာကနာမည်အမျိုးမျိုးရှိပါတယ်။အရှင်သာရိပုတ္တရာဂါထာသို့မဟုတ်တာဝရိသာနတ်နန်းကအစွမ်းထက်သည့်ဂါထာသို့မဟုတ်သင်္ဃဂါထာပြန်သို့မဟုတ်ရွှေငွေအသပြတသိန်းထိုက်တန်သောဂါထာသို့မဟုတ်ကြာမင်းသက်ဆောက်ဂါထာသို့မဟုတ်ဝေဒါတာကုဂါထာတော်ဖြစ်ပါတယ်။ဂါထာတော်လေးကတော့ဝေဒါတာကုကုသာတာဝေဒါယတာဒဒါတာယတာတာတာတိကုကုတိတာတာကုဒကုပုဘူကုတာကု ေဝါကာနိနိကာဝတိဝါဟိကတုတုကာဟိဝါကာကာယပေဘေယကာကာနိတုပါယံယံပတုနိဒီဂါထာကိုတော့သိတဲ့သူများနိုင်ပါတယ်တို့ဗိမဲ့လဲဂါထာရဲ့အကျိုးထူးတွေအသုံးပြုပုံတွေနိနာနေတရာတွေကိုတော့သိမတွေ့ရပါဘူးဂါထာရဲ့အကျိုးထူးတွေနဲ့ဂါထာအညွန်းကတော့တနေ့နှခါယုတ်လူတို့ဤစိတ်ကိုသိနိုင်ဤတနေ့သုံးခါယုတ်ပညာကြီးဤတနေ့ရှစ်ခါယုတ်အာနုဘော်ကြီး ခยีသွားတော့ခொနခရုတော့မှအဲ့တော့ကြောက်ခဲလေးလုံးကိုခொနခမန်းရုအရက်လေးမျက်နှာတွင်ထားအိဘေးရန်တို့မဝင်နိုင်သူနာအသေးတန်ရှိမှုရေကို38အုပ်မန်း၍တိုက်ချမ်းသာ၏မွေစိတ်မွန်တော့ထိတ်က9အုပ်မန်း၍ချချမ်းသာ၏မွေကိုက်တော့ရေကို38အုပ်မန်း၍လိမ့်တော့ကြက်တိတိုးတက်၏တက်ကယ်ပင်၄ပင်ကို၃အုပ်မန်း၍အိမ်၄တောင်းမှာချနိုင်ရဲစုံရဲမကတ်ဝွန့်ပြီး နတရီကိုမှန်း၍လိန်ဘုံချက်တည်တိုး၏အာနာဇတ်ရှိတဲကိုခုနအုပ်မှန်း၍အိနေရာကျောင်းနေရာတို့မှပြူရန်သူတို့သည်တုပ်ဝုတ်ကျိုးနှွန်လာရ၏အနာဟုသည်မြကုသလီကိုအေးရှိလင်ရေကိုမှန်း၍တိုက်တော့ရန်သူဟုသည်မြပြေးလေ၏ဖယောင်းကို38အုပ်မှန်း၍အိမ်ကျောင်းဆိုင်အစရှိသည့်တို့၌တောက်လီတောက်မှကပ်ရန်သူဟုသည်မြကြောက်ရွံ့၏ထုံးကို9အုပ်မှန်း၍စာတိတ်တိအစုံရ၏ ကွန်ဒီကိုခုနှစ်အုပ်မှန်း၍စာတပ်ပတ်ရှုပြီးနေ့တိုင်းရုတ်ဖတ်သော စီးပွားဥစ္စာယရနာရွှေငွေအချွေရန်စီကားတိုးတက်၏စဘာမျိုးတို့ကိုမကျဲမဆိုင်ပြိုးမီ38အုပ်မှန်း၍ကျဲပြိုးရသော ပိုးမွားတလိမ့်ဆန်ရန်သူတို့မဖြတ်စည်းနိုင်တော့ပြီးခုနှစ်အုပ်စီပီပီတတကြကြနနရုတ်တက်ပါကအတိုင်းမသိသော အကျိုးထူးကိုခံစားရပါလိမ့်မည်ဒီနေရာမှာသတိပြုရန်တစ်ခုကတော့ရှိပါတယ် အခုရေတွင်တူ အခုရေကြည်တော့လို့တော့မရနိုင်ပါဘူးဂါထာကိုထောင်းအောင်ရွတ်ထားနိုင်မှသာနေအရေးကြုံရင်ကျန်းဆရာရဲ့ညွန်ကြားချက်နီးနာနှိတ်တရတိုင်အောင်မြင်နိုင်ပါလိမ့်မယ်နောက်ထပ်မြောက်ဝိပိမှန်မန္တန်တပုတ်ကတော့စိတ်မှန်ပီရမန္တန်ပဲဖြစ်ပါတယ်အုံအောင်မတိန်ညင်ဂျိုဝင်နှင့်သည်မြင်သည့်မျက်နာမနေသာဆရာငါတို့ကဥတီနာမင်းစောငါမဟုတ်လောမင်းစောရှိရမယ်မိလားချင်းဆရာချင်းကတ်ဆရာကတ် ဒီစိတ်မှန်ပီရဂါထာကိုမနအိယထညအိယဝင်စိတ်မှန်ပြီးတော့မှန်ပြီးရုပ်ပါတင်းချစ်သူတင့်ကိုတတိယဆွဲလန်းစေပါတယ်နောက်ကာရာတဘုတ်ကတော့ပီရစီလိတ်မှန်အစီရင်ပဲဖြစ်ပါတယ်နီးဆက်ရနတ်စင်မှာ ထမင်းခုနှစ်စုပ်ဟင်းခုနှစ်စုပ်တင်ပြီးလူတန်းပါပြီးရင်စီလိတ်သုံးလိတ်ကိုနတ်စင်မှာတင်ပြီးရင်အသက်အောက်ပြီးတော့ဒီဂါထာနဲ့ခုနှစ်အုပ်ဆုပ်ရပါမယ်ဂါထာကတော့အုံအထက်တကြအောက်နဂါအောင်ဗုဒ္ဓရခိတ ချိန်သူနှလုံးကျိုးသူထုံသွားဟုံသွားဟအသုံးပြုပုံကတော့အဲ့ဒီလိုမှန်းပြီးရင်ဆေးလေးတစ်လိပ်ကိုမိမိအလိုရှိတဲ့မိမကို ပေးပါဆေးလေးကိုကင်ပြီးတော့နမ်းမိရင်တော့အိမ်တွေပြက်လာတာကိုတွေးရှိရပါလိမ့်မယ်။သူမဟာအဲ့ဒီဆေးလေးကိုတောင်းမိပြီးတော့မိမိကိုဘယ်တော့အခါမှအချစ်မပြေတော့ဘူးလို့မှတ်ပါ။တကယ်လို့သူမကိုဆေးလေးကိုပေးဖို့အခွင့်အရေးမရရင်မိမိကိုယ်တိုင်အဲ့ဒီဆေးလေးကိုတောက်ပြီးလေညာကနေပြီးအငွေ့ကိုသူမစီရောက်အောင်လုပ်ပေးပါ။ ်ဈေးလင်းငွေတင့်ပြီးရှူရှိုင်းမိရင်တန်းဝေလာတာကိုတွေ့ရပါလိမ့်မယ်။ဈေးပိုင်းထိသလိုဖြစ်နေပါလိမ့်မယ်။အဲဒီကမှမိမိရဲ့လူအင်စန္ဒပြည့်စုံပြီဖြစ်ပါတယ်။ဒါပေမဲ့သစ္စာရှိဖို့တော့တတိပြုပါ။ကာမေသူမိစ္ဆာစာရကံကိုလည်းရှောင်ခြင်းပါ။သစ္စာပြည့်ရင်တော့မကောင်းမှုရဲ့အကျိုးတန်ကိုသင်ကိုယ်တိုင်မဟုတ်ချပြန်ခံစားရပါလိမ့်မယ်။နောက်စီရင်တစ်ခုကတော့မိမိရဲ့จิตသူမိမိအပေါ်စိတ်ပြန်လဲလာစေတဲ့အစီအမံဖြစ်ပါတယ်။ညဘက်မှာလောက်ရမှာဖြစ်ပါတယ်။မိမိရဲ့အခန်းထဲမှာညဘက်ပြုလုပ်ပါ။လင်မန်းတစ်ချက်ပေါ်မှာ သဲထဲပါအဲ့ဒီသဲထဲကိုရေထဲပြီးတော့ညီညာအောင်ညှိပါအဲ့ဒီသဲပေါ်မှာမိမိချစ်သူရဲ့အမိကိုရေးပါချစ်သူရဲ့အမိပေါ်မှာနင်းစီပန်းတပွင့်တင်လိုက်ပါအဲ့ဒီနင်းစီပန်းပေါ်မှာရေခဲတုံးတစ်ထွာလောက်တုံးတင်ပြီးတော့ကျမသို့မဟုတ်ကျွန်တော်ရဲ့မြစ်တာရေအေးအေးလေးတွေကြောင့်မောင်သို့မဟုတ် အကူအေးချမ်းပါစေလို့ဆုတောင်းပေးပါမင်္ဂလာရောယောက်ျားလေးရောဒီစီရင်ကိုလုံလုံရပါတယ်။နောက်ပြီးရင်ရေခဲတော့အေးပြုတ်အောင်စောက်ပါ။ ပြီးရင်နင်းစီပန်းကိုမိမိရဲ့ခေါင်းအောက်မှာခုနှစ်ရက်ဆက်တိုက်ထားအိပ်ပါသဲတွေကိုတော့စွန့်ပစ်လိုက်ပါဒီလိုဆောင်ရွက်လိုက်မယ်ဆိုရင်တင်းကိုမေးလျော့ပြီးအချစ်ပေါ့နေတဲ့တင်းရဲ့ချစ်သူဟာတင်းစီကိုအမြန်ဆက်သွဲလာပါလိမ့်မယ်အလောင်းအစားတွင် နိုင်စီနိုင်သောကာထာတော်တပ်ပါနဒီဝင်ကနဒီတပ်ပေကထမယာဝနာတပ်ပိတ်တိယော ကရိပပံလဘမာနီ နိဝါတကေအေဒီနသစ္စာဝိဇေနာယောမိမေဇယမင်္ဂလံဒီကာရတော်ဟာအနတ်မံကံအတွက် နတ်ဒီမာဇာတို့ရှေးဆရာမြတ်တွေကဆိုကြပါတယ်ဒါကြောင့်အလောင်းစားနဲ့ပတ်သက်တဲ့ကိစ္စတွေတော့မကဘူးတခြားကောင်းမှုကုသိုလ်အပြာပြာနဲ့စီးပွားရေးကိစ္စလူမှုရေးကိစ္စတွေလှုပ်ဆောင်တဲ့နေရာမှာလည်းရုပ်ဖတ်ပူဇော်မယ်ဆိုရင်ကောင်းကျိုးအပြာပြာကိုရရှိစေနိုင်ပါတယ်ဒီကာထာကိုရွတ်ဆိုမဲ့သူကအမဲသားနဲ့အယက်သေးစာကိုကြောင်ကျင်နိုင်ရပါမယ် လောင်းကစားလှုပ်တဲ့နေရာမှာလဲလောဘကိုရှေ့တန်းတင်ပြီးမလှုပ်ဆောင်ရပါဘူး။နောက်ဂါထာတစ်ပုဒ်ကတော့လက်ခော်ကြက်မင်းဂါထာမန္တန်တော်ပဲဖြစ်ပါတယ်။ဒီကြက်မင်းလက်ခော်အစီရင်ကိုအိမ်မှာရှိတဲ့အိမ်တော်ဦးစည်းကနေစီရင်ဆောင်ရွက်ရပါမယ်။စီရင်မဲ့သူရဲ့မွေးနေ့မှာအစီရင်ဆောင်ရွက်မဲ့နေရာကိုအမိုက်တရိုက်တွေရှင်းလင်းထားရပါမယ်။ပြီးရင်စံကိုအဲ့ဒီဂါထာနဲ့38ခေါက်မှန်ပြီးကြက်ကိုကျွေးရပါမယ်။ဂါထာကတော့အုံအာ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  ကကကကဝဝဝဝဒီဝစရတိ စခမတိပဲဖြစ်ပါတယ်အဲ့ဒီစာမန်းကိုချက်ကိုကျွေးရပါမယ်အဲ့ဒီချက်တွန်တဲ့အရမျက်နှာတိုင်းကနေလက်တွေဝင်တက်ပါတယ်အကြောင်းဖန်ပြီးငွေတွေအဖိုးတန်ပစ္စည်းတွေဝင်တက်ပါတယ်ရှေးဆရာကြီးတွေရဲ့လက်ခေါ်ချက်မင်းအစီရင်ဖြစ်ပါတယ်ယုံကြည်မှုကိုအတူအလေးထားပြီးဆောင်ရွက်ကြဖို့တင်ပြပေးလိုက်ပါတယ်